ါခင်ဗျာကျွန်တော်ကတော့ဇွဲတစ်ပါ DVB ရုံမြင့်တန်းချရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်နမြေအတွင်းအခြေခံပညာကျောင်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဆရာမတွေကိုနှောက်ယှက်တဲ့ဘသူကိုမဆိုတားမြစ်အေးအေးယူသွားမယ်လို့ချင်းကကွယ်ရေးတပ်အစိုးရကမေလ16ရက်ရက်စွဲနဲ့ထုတ်ပြန်ပါတယ်။ချင်းကကွယ်ရေးတပ်အစိုးရစစ်စင်ရေးလှုပ်ရှားရနယ်မြေတွေနဲ့ထိဆက်နေတဲ့မကွေးတိုင်းငဖဲမြို့နယ်တံပေါ်ဒေသနဲ့မြပြန်ဒေသကြီးရွာတွေကအခြေခံပညာကျောင်းတွေမှာတာဝန်ထမ်းဆောင်နေတဲ့အခြေခံပညာအဆင့်ကျောင်းဆရာဆရာမတွေနဲ့ပတ်သက်လို့ထုတ်ပြန်လိုက်တာပါ။ ဆရာဆရာမတွေကိုချိန်ချောက်တာနှောက်ရှက်ဟန်တာတာဖန်စီထိမ့်သိမ့်တာနဲ့ပညာသင်ကြားမှုအကြောင်းကိစ္စတွေမှာဝင်ရောက်ဆက်ဖက်တာတွေမလုပ်ဘူးလို့လည်းဆိုပါရယ်အခု2025 2026အခြေခံပညာသင်တဲ့အတွက်အခြေခံအကြောင်းတွေစတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက်ကျောင်းနေရွယ်ကလေးငယ်တွေပညာသင်ကြားဖို့လိုအပ်နေတာတွေကိုတွေးရှိနေရတယ်လို့ချင်းကာကွယ်ရေးတပ်အရှုပ်ရထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်ခင်ဗျာ ကောတိုင်းရွှေကျင်မြို့နယ်ကကျေးရွာတွေကိုစစ်ကောင်စီတပ်ကမေလ16ရက်နေ့မှာလေကြောင်းကနေပုံချက်နေတဲ့အတွက်ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲကွင်းစိတ်၊ကြုံချောင်း၊ဒုံစရစ်၊တောင်ဘက်၊တရချောင်း၊အင်္ဂနီ၊တန်ဆိုင်နဲ့မင်းလန်းရွာမှကျေးရွာတွေကိုလေရင်နဲ့ပုံချက်တာတွေပြုတ်လုပ်ခဲ့တဲ့အပြင်လက်နက်ကြီးတွေထဲမှာပြစ်ခတ်နေရလို့ဆိုပါတယ်။ မေလာ၁၈ရက်မနက်ပိုင်းမှာလေရင်တွေဝဲနေပြီးနေ့လယ်ပိုင်းမှာဘုံကျဲကလက်နက်ကြီးတွေနဲ့ပါရန်တမ်းပစ်ခတ်နေတဲ့အတွက်ရွာမှာမနေရဘဲထွက်ပြေးနေရတယ်လို့တရချောင်းဒေသခံကပြောပါတယ်စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်လူထိခိုက်မှုမရှိပေမဲ့ရွှေကျင်မြို့နယ်အနောက်ဘက်မှာရှိတဲ့ကျေးရွာဆွေရထက်မင်းကဒေသခံ၄၀၀ကျော်ဟာဘေးလွတ်ရာတွေကိုထွက်ပြေးနေရတယ်လို့ဆိုပါတယ် စစ်ကောင်စီတပ်ကကာကွယ်တပ်ဖွဲ့တွေရှိနိုင်မဲ့နေရာတွေကိုခန့်မှန်းပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက်ဒေသခံတွေကိုယာရီမှာပြန်မနေဖို့ပြောထားတယ်လို့ရွှေကျင်ပြည်သူ့ကာကွယ်တပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်စစ်ကောင်စီတပ်ကရွှေကျင်မြို့နယ်ကကျေးရွာတွေမှာပေါ်တာဆွဲရတွေပြုလုပ်နေပြီးဖမ်းဆီးခံရတဲ့ဒေသခံတရက်ကိုစက်သိန်း90ကျော်ပေးကပြန်ရွေးနေရတယ်လို့ဒေသခံတွေစီကနေသိရပါရယ်ခင်ဗျာ စစ်တကအာဏာသိမ်းထားတဲ့လင်းနစ်တာကာလာအတွင်းရန်ကုန်မြို့နဲ့မန္တလေးမြို့တို့လိုမြို့ကြီးတွေမှာခုံမှုလူရက်မှုဓများမှုနဲ့လူသတ်မှုတွေလိုမျိုးရာဇဝတ်မှုတွေများပြားလာခဲ့ပြီး2025ခုနှစ်ထမ်းမှာတော့ပိုဆိုးရတဲ့အခြေအနေတွေကိုကြုံနေရတယ်လို့ဒေသခံတွေကပြောဆိုနေကြပါတယ်။မြတ်သက်စင်ပေးပို့ထားပါတယ်ခင်ဗျာ။စစ်တပ်ကအာဏာသိမ်းထားတဲ့လင်းနစ်တာကာလအတွင်းခိုးမှုနဲ့လူရက်မှုတွေကိုကြုံနေရတာက ပုံမှန်လူတော်ဖြစ်နေပြီလို့ဒေသခံတွေကဆိုကြပါဗျ။မြောက်ဒဂုံမှာနေထိုင်တဲ့မာယူကတော့တိတ်မကြသေးခင်ကသူ့ရဲ့ညီမဖြစ်သူဖုန်းလူခံရတဲ့အကြောင်းကိုပြောပြပါဗျ။အဲ့ဖုန်းလေးဝယ်ထားမှာဘယ်လောက်မှမကြသေးဘူး။အေးအေးဖုန်းလေးဝယ်ထားဘယ်လောက်မှမကြသေးဆိုတော့အဲ့ဖုန်းလေးရဲ့အရှိရာဖုန်းကလည်းခပိုင်းနိုင်သွားလို့ဆိုပြီးတော့ခပိုင်းနိုင်ခံထီးရ အပိုင်းလိုက်ခံစီရောအဲ့မှာတော်သေးရေချောအဲ့နေရာမှာတော့ရုံပတ်ဆံတွေကိုလဲကွာတခြားရုံမှာထားခဲ့မိလို့ပုံမှန်ဆိုရင်ရုံပတ်ဆံ၄50သိန်းလောက်ကအိတ်ထဲမှာပါလာတဲ့အဲထားခဲ့မိလို့ကွာအဲပတ်ဆံလေးနည်းနည်းပါပါနဲ့အဲ့ဖုံးမဲပါသွားတာဖုံးပါသွားတော့အဲ့ဖုံးအစ်စ်ကလေးဝယ်လိုက်တယ်ပေါ့နော်ဝယ်ပြီးတော့တော့လေအဲ့ဒါလူခံရတယ်တဲ့အဲ့ဒါလူခံအောင်ဘယ်နားမှာလဲဆိုတော့အဲ့ဓမ္မယုံနားမှာလူလာပါသွားပြီဆိုမှတော့တပ်ပြီတတ်တာကာမတကာလို့သာဖတ်လိုက်တော့ သူတို့ဟာနဲ့သူတို့သားဝအလုရှုပ်နေတာကိုကိစ္စဘာမှမလုပ်ပြီးနိုင်ဘူးမေလ15ရက်နေ့တုန်းကတော့မင်္ဂလာတောင်ညွတ်မြို့နယ်မှာကားတစ်စီးခိုးယူခံလိုက်ရပါတယ်တက္ကစီမောင်းနေသူတယောက်ကတော့အရင်ကဆိုကားဘက်ထရီခိုးတာမျိုးလောက်ပဲရှိပေမဲ့အခုတော့ကားစီးလိုက်ကိုခိုးတာတွေလောက်လာကြပြီလို့ပြောပြခဲ့ပါတယ်တက္ကစီမောင်းနေသူပြောပြချက်ကိုတော့ DVB သတင်းတောက်တယောက်ကအတန်ဖတ်ကြားပေးထားပါတယ်ညဘက်ကြီးဖုန်းဝင်လာတယ်ကားပြောက်သွားလို့လမ်းထဲမှာပွက်လောတွေရိုက်နေကြတယ်တဲ့ ။ဦးရဲ့တက္ကစီကလည်းညဘက်သိမ့်ပြီဆိုတော့လမ်းထဲမှာရက်ထားတာလေ။လန့်သွားတာပေါ့။အဲ့ဒါနဲ့အောက်ကိုစဉ်ကြည့်ရရော။စဉ်ကြည့်တော့ဦးကတော့မဟုတ်ဘူး။အတိတယောက်ရဲ့ကားပါသွားတာ။ကားရက်ထားပြီးအိမ်မော်ခဏတက်တုံပါသွားတာတဲ့။တကယ်ကိုစိတ်မကောင်းဘူး။အရင်တုန်းကကားပတ်မှန်ဖြုတ်ခိုးတာတွေဖက်ထရီခိုးတာတွေပဲဖြစ်တာ။အခုကတော့ကားအစီလိုက်ကြီးကိုခိုးကြပြီလေ။တတော်ကိုစိုးတယ်။လူတွေလည်းအိတ်ကောင်းခြင်းမအိတ်ရစားကောင်းခြင်းမစားရနဲ့ခိုးတာတွေလူတာတွေကတော်တော်ကိုစိုးလာတယ် ရန်ကုန်မြို့မှာတော့အခုလို ခိုးမှုလူရက်မှုတွေအပြင်မေလ7ရက်နေ့ကရွှေပြည်သာမြို့နယ်အမှတ်၈ရပ်ကွက်မှာအမျိုးသမီးငယ်တယောက်ကို အုပ်စုဖွဲ့မရင်းကျင်ပြီးရွှေလက်စွပ်နဲ့ဖုံးယူပြီးတော့တက်ဖြတ်ပြီးအလောင်းဖြောက်မှုဖြစ်ပွားခဲ့ပါသေးတယ်။မန္တလေးမြို့မှာဆိုရင်လည်းမတ်လ28ရက်နေ့ကအင်အားပြည့်ငလင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဒေသခံတွေဟာငလင်တန်ကြောင့်ထိခိုက်ခံစားရတာတွေအပြင်ခိုးမှုလူရက်မှုနဲ့ ဓမြမှုတွေကိုပါထပ်ပေါင်းပြီးခန်းစားနေကြရပါတယ်။မန္တလေးဒေသခံတယောက်ကတော့မန္တလေးမှာလက်ရှိကြုံတွေ့ခန်းစားနေရတဲ့ခိုးမှုလူရမှုတွေအကြောင်းကိုပြောပြပါတယ်။ပစ္စည်းရှိတဲ့တိုက်တစ်ခုဖြိုးပြီးဆိုရင် လုံခြုံရေးကောင်းကောင်းမပေးနိုင်ဘူးအဲ့အိမ်ရှင်ပစ္စည်းတွေတော်ရုံပြန်မရတာ များတယ်ဘာလို့တော့ဆိုတော့အဲ့လိုမျိုးပေါ့နော်ပြန်ကြရက်ကောကအဲ့လို site တွဲတွေတို့အဖယ်ကလူတွေမှမသိဘူးမာရဲ့အများကြီးရောက်လာပြီးတော့အဲ့လိုမျိုးစောင့်နေတာပေါ့နော်နောက်တချို့အဲ့လိုမျိုးအိမ်တွေရဲ့ဖြိုထားတဲ့ company တွေရဲ့ဖြိုထားတဲ့မြေသာပုံတွေဆိုရင်ကျွန်တော်တို့ဒီပြင်ဦးလင်လမ်းထွက်ပေါ့နော်လမ်း30 35ကြာအပတ်ဒီမှာသွားပုံပြီးတော့ queen လုပ်ပြီးတော့ပုံတာပေါ့နော်ပုံပြီးတော့မှကျွန်တော်တို့အဲ့ဒီကပစ္စည်းတွေပြန်တွေ့တယ်ဆိုပိုင်းရှင်အောင်ပြန်အတာမျိုးလုပ်တဲ့အခါမှာမျိုးမှာဆိုရင်လဲအဲ ဟိုလုံခြုံရေး security ဒါမနိုင်ဘူးပေါ့နော်မပြောရဲတော့တဲ့အခြေအနေမျိုးပေါ့နော်လူအင်အားအများများတယ်နောက်ခုကကျတော့ကျွန်တော်တို့အခုစတိုင်းဗီလန်မှာဆိုရင်ကျွန်တော်လုံခဲ့တဲ့အဲတပတ်ကျော်နှစ်တပတ်လောက်ကကျွန်တော်မိသားပုံသွားပုံနဲ့တည်းမှာဆိုရင်ဒါအဲတိမ်300တန်းစိန်ပေးအဲဘေးရတစ်ခုပေါ့နော်အဲ့တခုကိုအဲ့ဒီမိသားပုံချရဲ့လူတွေတဲ့တယောက်ရသွားတယ်လို့လဲအာပြန်ချစီရတာရှိရမန္တလေးတိုင်းတတအူးအမရပူရာ ချမ်းမြတာစီမဟာအောင်မြင်တဲ့ကြောက်စဲမျိုးတွေမှာပျောက်ကြားဝတ်စုံတွေဝတ်ဆင်ပြီးလုံခြုံရေးတပ်ဖွဲ့တွေအဖြစ်အယောင်ဆောင်ပြီးတော့ရွှေဆိုင်ဓမြတိုက်မှု၅ကြိမ်လူရမှု၅ကြိမ်ကျူးလွန်ခဲ့တဲ့နေထလင်းဥဆောင်တဲ့18ယောက်ခိုင်းကိုဖမ်းမိခဲ့ပေမဲ့တိုက်ရပါရွှေနဲ့ငွေတွေမရရှိခဲ့ဘူးလို့စစ်ကောင်စီကမေလ16ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုကဆင်စင်ဖြစ်ရတွေကမန္တလေးမြို့မှာဖြစ်ပွားနေတာတွေရှိပြီးလွန်ခဲ့တဲ့တပတ်လောက်က Sky Villa မှာ မန္တလေးမြို့ကမဟုတ်ဘဲအခြားမြို့ကလူတယောက်ကမိသက်အယောင်ဆောင်ပြီးပစ္စည်းယူခဲ့တဲ့အမှုတစ်ခု ရှိခဲ့တယ်လို့လည်းသိရပါဗျ။ကျမမြတ်သစင်ပါရှင်။ DVB ရောမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျွန်တော်ကတော့ဇွဲတစ်ပါကျေးဇူးတင်ပါခင်ဗျာ။